အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတာကတော့ထိုင်းနိုင်ငံတက်ခရိုင်မဲရမတ်မြို့မဲကြောင်ကျေးရွာမှာရှိတဲ့ရွှေပြောင်းမြမကျောင်းသားများအတွက်ဖွင့်လှစ်ထားတဲ့မိုင်းဂရန့်ကျောင်းတစ်ခုဖြစ်တဲ့လမ်းသစ်လမ်းနည်းစင်တာကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ဒီရွှေပြောင်းမြမကျောင်းကိုလာရောက်ရတဲ့အကြောင်းရင်းကတော့ဒီနေ့ဒီရွှေပြောင်းမြမကျောင်းမှာဆိုလို့ရှိရင်လမ်းသစ်လမ်းနည်းစင်တာမှာဆိုရင်2025 2026ပညာသင်နှစ်အတွက်ကျောင်းသားကတ်ထုတ်ပေးมาပဲဖြစ်ပါတယ်အဲ့တော့ဒီကျောင်းသားကတ်ထုတ်ပေးတဲ့အခါမှာဒီကျောင်းသားလေးတွေဘောနော်ဟိုကျွန်တော်က license ဓာတ်ပုံကို ဟိုလာရောက်ရိုက်ကူးပေးတာပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်နဲ့အတူတူအကြောင်းသားလေးတွေရဲ့ activity လှုပ်ရှားမှုလေးတွေနဲ့ဒီ migrant အကြောင်းတစ်ခုဖြစ်တဲ့ဒီ landed landing center မှာဘယ်လိုတွေပညာသင်ယူနေတယ်ဆိုတာကိုလည်းကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ ီလေးပဲနေရာမှာအဆင်ပြေလေဘယ်နေရာမှာအဆင်ပြေနောက်ကဘယ်လိုလဲ The basic ကြောင်းပြန်ထားတယ်။ကြောင်းပြန်ထားတဲ့အချိန်မှာဆရာကြောင်းဆက်တက်ခဲ့ရတယ်ပေါ့နော်။ဒါမဲ့ဆရာဒီနွမ်းပါပေမဲ့လို့ခုနကတော့ပညာရေးမှာလုံးဝအဆုံးမပေးခဲ့ဘူး။ဟုတ်လား။နော်ဆရာတို့တွေ top နေရာနေရအောင်နေပြီးတော့တက်ခဲ့တယ်။နော်အဲ့လိုတက်ခဲ့တဲ့အတွက်ကြောင့်မလို့ဆရာမင်းတို့ရဲ့ရှေ့မှာယက်တီနိုင်တယ်။အားရှိန်တော့အများအဖေမေရများငါ့ကိုကြောင်းထုတ်လိုက်ပြီဟေးဆိုပြီးတော့ဆရာပျော်ပျော်ကြီးနဲ့လက်ကမောင်းခတ်ပြီးတော့အပြင်ထွက်ခဲ့ရင် ဟိုလောက်ဆိုဆရာပြင်ပြင်မှန်မှန်လောက်ကန်စားတော့နေရပြီဟောနော်အဲ့တော့သားတော်သမီးတို့လည်းပဲဆရာဖြစ်စေချင်တာကဘယ်တော့မှအရှုံးမပေးနဲ့မဖြစ်ဘူးဆိုတာဒီလုံးဝမရှိဘူးမဖြစ်သေးတာပဲရှိရဟုတ်တယ်နော်နောက်တော့ကကြတော့သားတော်သမီးတို့ကဘာဖြစ်လို့အာစာတွေကျက်တဲ့မေ့ွားတယ်စာတွေကျက်တဲ့မေ့ွားတယ်ဟုတ်လားဒါမေ့တာတဘာဝပဲဟုတ်လားဒါပဲမယ်လို့ ဲ့လိုမေးတာဒီခဏခဏမေးတတ်တာဒီဘာဖြစ်လို့လဲခဏခဏမလုပ်လို့နော်ခဏခဏမလုပ်လို့ဇာတို့တွေကခဏခဏလုပ်မယ်အလုပ်တစ်ခုကိုခဏခဏလုပ်မယ်ဆိုရင်အဲ့ဒီအလုပ်ဒီဘယ်တော့မှမမေ့တော့ဘူးအလေထားတစ်ခုရဲ့လို့ဖြစ်လာတယ်နော်အလေထားတစ်ခုရဲ့လို့ဖြစ်လာတယ်ဒါကြောင့်မလို့သားတို့သမီးတို့တွေကစာကြက်တဲ့အခါမှာလည်းပဲစာဖတ်တဲ့အခါမှာလည်းပဲဖတ်ပါမှတ်ပါဟုတ်လားနော်ចောင်းစာတွေမကားဘူးအပြင်ဘဝသူဒ္ဓတွေလည်းပဲရှားပွေစီးပူရမယ် ်ဒါမှသာလေဟုတ်လားနော်သားတို့လူကျင်တဲ့ပန်းနိုင်ကိုရောက်မှာဟုတ်လားနော်အဲ့တကယ်ရလမ်းခုလမ်းမှာသားတို့သမီးတို့ကထွက်ခွာသွားခဲ့တယ်ဆိုရင်တော့မှပဲသားတို့သမီးတို့ကပေါင်းသင်းဆက်ဆံရေးတို့ဟုတ်လားနောက်ကကိုရှာမိထားတဲ့ဘဟုသူတာတို့အဲ့ဒီဟာတွေဒီဆရာတို့တွေပြန်ပြီးတော့အသုံးချမယ်အသုံးချပြီးတော့ကိုယ့်ရဲ့ဘဝကိုတိုးတက်အောင်လုပ်ရမယ်နော်နောက်တစ်ချက်ကသားတို့သမီးတို့တွေကတို့တွေကအခုကအခုခေတ်ထဲမှာသားတို့သမီးတို့မြင်တဲ့အတိုင်းပဲလူတယောက်ဒီ ပညာတတ်ရှင်တတ်မတတ်ရှင်ဥစ္စာပစ္စည်းရှိမှဥစ္စာပစ္စည်းရှိရင်ရှိ မရှိရင်ပညာတတ်မှဟုတ်လားအဲ့တော့တို့တွေကနှမျိုးစလုံးတို့လက်ထဲမှာရှိထားမှာမကောင်းလားအဲ့လိုစူးစမ်းဖို့ဒီဘုသူ့ပေါ်မှာပဲရှိရတယ်ဘုပေါ်မှာပဲရှိရဆရာတို့လုတ်ပေးလို့လည်းမရဘူးဟုတ်လားသားတို့သမီးတို့ရဲ့မိဘတွေလုတ်ပေးလို့လည်းမရဘူးဆရာတို့ဆိုတာသားတို့မိတို့လမ်းခင်းပေးရုံပဲဟုတ်လားဒီလမ်းလေးကိုရှောက်ပါလမ်းပြပေးရုံပဲရတယ် မိတော်ဆိုတာလည်းအဲ့လိုပဲသားတို့မိတို့ကိုလမ်းညွန်ပေးရောလမ်းပြပေးလုံးပဲရတယ်အာမြာလောရမယ်တာဝန်သည်ကိုယ့်ရဲ့တာဝန်